င်းကျုပ်အနေနဲ့ဖီဒုတ်ဂျူးဆက်တွဲပုံအနေနဲ့ဒီကောင်တွေကိုရှင်းမယ်လို့ထင်တယ်ပေါ့နော်ဒါကတော့ဘူတုဒအနေနဲ့ပြောပြတာဒါကတော့ဖီဒုတ်ရဲ့စနစ်ဥပမာကျွန်တော်တို့ကဒီမှာဖီဒုတ်၄ဒုတ်ရှိတယ်ဖီဒုတ်တွေကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲ POLE ပိုဝင်ရိုးစုံလို့ခေါ်တယ်ဒါဆိုဝင်ရိုးစုံတစ်ခုဒါဆိုဝင်ရိုးစုံတစ်ခုဒါဆိုလည်းဝင်ရိုးစုံတစ်ခုဒါဆိုလည်းဝင်ရိုးစုံတစ်ခုစုစုပေါင်း၄ခုဖြစ်တဲ့အတွက်ဝင်ရိုးစုံ၄ခုဖိုးပိုဟုတ်တယ်နော်အဲကျွန်တော်နှစ်ထုပ်ပဲရှိမှဆိုရင်2ပိုဒီလိုနှစ်ထုပ်ပဲရှိမှဆိုရင်2ပိုအဲ ပြောရတန်လိုက်တုံး၄တုံးရှိရပါတော့နောက်ဘာကြမ်းဒီကောင်တွေကလက်ဆက်ပေးလိုက်ရင်သူကဟိုတန်လိုက်ဖြစ်သွားတာเนาะဒိုင်အုပ်ကနေကာဗွန်နဲ့ဒီခြေစိတ်ကနေဒိုင်အုပ်ကနေဒီခြေစိတ်ကို DC လျက်ဆက်လာခဲ့တယ်အဲ့ဒီကနေ꽌နေကို DC လျက်ဆက်ကဝင်သွားပြီးတော့ဒီကောင်တွေကတန်လိုက်တုံးဖြစ်သွားတယ်ဒါမဲ့ပြောပြထားမယ်သူ့မှာဒီကောင်တွေကိုပတ်တဲ့အခါမှာတပင်ပဲပတ်တယ်เนาะတပင်ပဲပတ်တယ်နပင်ဘူးမပတ်ဘူးတပင်ပဲပတ်တယ်တပင်ကြီးစီတပင်နဲ့ပဲပတ်သွားတာအဲ့တော့ဒီမှာ wire gate တွေကိုတစ်ချက်ပြောရအောင် AWG SWG အမျိုးမျိုးရှိမယ် WG ဆိုတာကျွန်တော်တို့က wire gate ကိုပြဒီမှာနောက်ဆုံးက WG A ဆိုတော့ Egypt ဆိုတော့ American wire gate size wire gate ဒါတော့ထား WG ဆိုတာကျွန်တော်တို့ wire gate ကိုပြောတာပေါ့နော် wire အရွယ်စားအတိုင်းတာ wire လုံးဘက်အရွယ်စားအတိုင်းတာကိုပြောတာအဲ့တော့ဟုတ်ပြီအဲ့ wire gate တွေမှာကျွန်တော်တို့ကဟိုအများကြီးရှိရပေါ့နော်တစ်ခုနဲ့တစ်ခုမတူဘူးဥပမာတန်ပြား gate တွေပဲဖြစ်ဖြစ် wire gate တွေပဲဖြစ်ဖြစ်အဲ့တော့ wire gate တွေမှာဒီမှာ AWG ရှိမယ်တူမဲ့ wire gate နဲ့ wire gate အလိုက်တူတူခံနိုင်တဲ့ ampere ပေါ့နော် layer C အကြောင်းရှိမယ် ရဲစီချောင်းဆိုတာကျွန်တော်ခုနကတည်းကလည်းပဲဒါကချောင်းကြီးတစ်ခုပေါ့နော်ချောင်းနှမရေတွေအများကြီးစီးနေမယ်အဲ့တော့ကျွန်တော်တို့ကချောင်းနှမရေအများကြီးစီးနေပြီမယ်ကျွန်တော်တို့ကတချို့နေရာမှာကျင်းတော့ရင်ရေကနည်းနည်းလေးပဲစီးတော့မှာလေဟုတ်တယ်မဟုတ်ကောင်းလေးလို့အကျယ်ကြီးတော့မစီးနိုင်တော့ဘူးကျင်းကျင်းလေးပဲစီးနိုင်မယ်ဒါဒါကိုပြောတာတူကဝါယာကျင်းကြီးကြီးစီးမယ်အဲဝါယာတင်းအမ်ဘီယာနဲဝါမယ်ပို့ပြီးတော့ဒီမှာဒီဝါယာနံပါတ်ဂိတ်တွေကိုပြောပြရမယ်ဝါယာနံပါတ်ဂိတ်တွေကကျွန်တော်တို့ကအသေးဆုံးကောင်ကဝါယာအရွယ်အစအကြီးဆုံးပဲနော် နံပါတ်1ဆိုရင်ဒါဝါယာဂိတ်ကအကြီးဖြစ်နေပြီနံပါတ်1နဲ့နံပါတ်2နဲ့တော့ရှင်နံပါတ်1ကပူကြီးတယ်ကျွန်တော်တို့ကဒီဝါယာရဲ့ဒီ AWG ဂိတ်ဂိတ်နံပါတ်တွေကြီးလာလေဝါယာတေးတော့လေဟုတ်ရှင်းလာတော့မသိဘူးเนาะဂိတ်နံပါတ်တွေကြီးလာဒီမှာเนาะကြီးကြီးပြီးတော့တေးသွားတာဟုတ်တယ်မလားဂိတ်နံပါတ်တွေကဒီဘက်ကိုကြီးလာရင်ဝါယာကလည်းကြီးရာနေတေး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 သွားတယ်ဂိတ်နံပါတ်တွေကြီးခဲ့ရင်ဝါယာကြီးရာနေတေးသွားတယ်ဝါယာလုံးဘက်ကြီးရဲ့နေတေးသွားဟုတ်ကဲ့ဒီကဒီမှာ 0လေးလုံးဆိုတာရှိရတူ 4D လို့ခေါ်တယ်0တုံးလုံးရှိရ 3D လို့ခေါ်တယ်ဒီကဒီကောင်ကတော့အသေးဆုံးပေါ့နော်အခုလက်ရှိမှာပေါ့နော် နောက်ထပ်ထွက်လာရင်တော့မသိတဲ့ဘူးဒါကတော့ 2D ဒါကတော့ 1D ပေါ့နော်အဲ့တော့ဒီလေးလုံးရဲ့အွယ်အစားကတော့တော်တော်ကြီးပိုကြီးနေပြီဒီကောင်ကဘယ်လောက်ထိကြီးမလဲဆိုရင်အခက်မတင်ဒီဘောပင်လုံးနီးပါးလောက်ကိုရှိနိုင်တယ်နော်ဘောပင်မင်းချောင်းတောင်မဟုတ်ဘူးကျွန်တော်တို့ကဒီဟိုတချို့ဝါယာဂိတ်30ဂိတ်တို့ဘယ်လောက်တို့ကမှဟို6ဂိတ်တို့ကမှ12ဂိတ်တို့ကမှဒီ ဝါယာဒီကောင်းလောက်ပဲရှိသေးရပါတော့စနက်ဂိတ်တောင်မှဒီကောင်းလောက်ပဲရှိမှာပဲဆိုတော့1ဂိတ်ဆိုစဉ်းစားအဲ့အကောင်ဂိတ်ဆိုစဉ်းစားတာကြည့်ပြောတာလုံးဘက်ကဒီဘောပင်တော့တော့ကကြင်မှာကပါမှာကြီးကြီးတွေပေါ့နော်အဝါယာဂိတ်တိုင်းနဲ့တံပြားကြီးရှိရနော်တွားရှာဝဲကြီးအဝိုင်းပြားလေးအမှအချိုင်လေးနဲ့တာဝါယာဂိတ်ကိုထိုးထိုးဆုပ်ထိုးဆုပ်တယ်ပြီးတိုင်းနဲ့ကောင်လေးတွေအဲ့တော့ကျွန်တော်တို့ဒီမှာဝါယာဂိတ်လေးလေးဂိတ်လေးတွေရှိမယ်ဒီကောင်ကတော့ဒီမှာ300 mAh အထိရှိရပေါ့နော်ဒါဘူဒ္ဓတာအနေနဲ့ပြောတာ ပြီးတော့ဒါ dynamo မှာအများဆုံးတုံးတဲ့ wire gate တွေ18 19 20 21 22 23 23 22ကတော့ဒါ3 kilo လေးမှာတွေ့ရတယ်သူက exciter coin မှာတီးွားတာ main coin မှာတော့မတီးဘူးပေါ့နော်ဟို exciter coin ဆိုတာ dc coin 12ထုပ်ကိုပြောတာအထုပ်လေး12ထုပ်ကိုပြောတာအကောင်လေးတွေကအမြင်လေးတီးွားတာနောက် dynamo တွေကတော့အကြီးကြီးပေါ့နော်ဒီ19 20တွေနဲ့လာတယ်18 19 20တွေနဲ့လာတယ်ဒါဒီ18 19 20 21 22 23ကတော့အခု ကျွန်တော်ဒီဒိုင်နမိုတွေမှာအတုံးများတယ်ပေါ့နော်ဆက်လေးတွေလည်းတုံးပါရဲ့ဒါပေမဲ့အတုံးများတာဒီကောက်နော်အဲ့တော့ဒီကောက်ဒါပြောပြမယ် wire gate 16 gate မှာဆိုရင် wire number 16 gate မှာဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ ampere စီကြောင်းက23 ampere ရှိမယ်ဒါဒိုင်နမိုမှာတွားကြည့်လိုက်ဟိုဘိုးတွေ230ဘိုးဆိုတဲ့အောက်မှာ ampere ဆိုပြီးရှိတယ်အဲ့ ampere တဲ့မြင်းတဲ့ဟာကိုကျွန်တော်တို့ကတုံးပြရတယ်အပတ်ကြီးကတော့မြင့်သွားပါဘောနော်ဒါပေမဲ့ဟိုတကယ်လို့ကျွန်တော်တို့က ဟို16ဂိတ်တော့တွေ့တယ်ရှာမတွေ့ဘူးဆို20ဂိတ်ကိုတော့မတွေ့ဘူး20ဆို16ထက်တေးဝမ်းပါလေနော်အဲ့တော့တဆင့်ကြီးကိုတုံးမယ်ရှာမရှာလုံးမတွေ့တော့တဆင့်ကြီးပြပြ20ကြီးပြပြအဲ့ဒါနဆင့်ထက်ကြီးတော့ရှက်ဆက်မတုံးနဲ့တော့နော်ဟိုမရှိတော့တုံးလိုက်တော့နော်အဆင့်အကုန်အဆင့်ပြတာနဆင့်ပဲနော်ဥပမာတုမူရင်က16ပတ်ထားတယ်ကျွန်တော်တို့ကတုဟိုဝါယာဝဲကြီးနန်းဝဲလို့မရဘူး18ပဲပြပြ19ပဲပြပြအထက်ပတ်ဟိုဝါယာဘက်ဥကြီးကတော့နဲသွားမယ်ဘာလို့လဲဆိုအလုံးကြီးလာတဲ့အတွက်ကြောင့်အဲ့တော့ဒီမှာပေါ့နော် အဲ20ဆိုပြီးတော့ဒေါက်တာမလို့နဲ့သူကဒီမှာအမ်ပီယာနဲဝိုင်းတွေ့လာနော်အဲ19ဂိတ်ဆိုရင်18အမ်ပီယာပဲရှိရဲ20ဂိတ်ဆိုရင်15အမ်ပီယာရှိရဲ21ဆိုရင်12အမ်ပီယာရှိတယ်22ဆိုရင်ဒီမှာအမ်ပီယာနဲဝိုင်း0.92အဲ23ဆိုရင်0.729အမ်ပီယာပေါ့အဲ့လိုအမ်ပီယာနဲဝါပေါ့နော်ဟိုမှာဝိုင်ယာနံပါတ်ဂိတ်40 40ဆိုရင်ကျတော့ဒါအသေးဆုံးတော်တော်ကိုသေးသွားပြီနော် ဒီဝါယာနာဘက်ဂိတ်40ဆိုရင်ဒါတော်တော်ကိုသေးသွားပြီပေါ့နော်ဒီမှာ ampere လေးလည်းနည်းနည်းလေးပဲရှိတော့ရပေါ့အဲ့တော့ဒိုင်နမိုမှာတုံးတာ16 19 20 21 22 23အဲ့ဒါကိုအသုံးများတယ်ပေါ့နော်ဘယ်မှာမှရှာမရဘူးဝါယာဟိုဆိုရင်ဒါဥမာဖီဒုတ်ကကျွေးပြန်ပတ်ပေါ့နော်ဒါကတော့ဝါယာဂိတ်ကြီးပြောထားတာကိုကဒိုင်နမိုတစ်လုံးကိုပြန်ပတ်တော့မှာဆိုအဲ့ဒိုင်နမိုကိုဖြုတ်ကြရဒီဝါယာအပင်ရေရွက်ကိုရေထားရမယ်ဥမာ မြောင်းစလော့ခြင်းမှာပေါ့နော်ဒီလိုတခွေချင်းစီမှာဘယ်နှပတ်ပတ်ထားလဲဆိုတာကိုရည်ပြီးတော့စင်းရင်နဲ့မှတ်ထားရမယ်ပြီးရင် air wire အရွယ်အစားအတိုင်းပြန်ထည့်ပြီးတော့ air pad ရည်တိုင်းပဲပြန်ပတ်ပေးရမယ်ဒါမှကိုယ့်ဘက်က perfect ဖြစ်တယ်နော်မဟုတ်ရင်ဒါတခြားဆိုင်သွားပြလို့ဒီမှာအပတ်ရည်ပြဿနာတက်နေပြီဆိုတာလာစဲခံရမယ်နော်နေရင်တိုင်း